ရှင်ဆရာမစုထက်ဘာသာသင်ထားရင်ဇေယောင်ဆောင်အပိုင်းလေးကိုဖတ်ပြပါမယ်ရှင်။ဒိုဗီယောတို့ရောက်တော့ကစမသည်အလုံးစိတ်လှုပ်ရှားနေခဲ့သည်။အင်ကြီးမှကြီးမားကျယ်ဝန်းသည်သို့သောအလောတိတ်ဆိတ်နေဟပ်ပေါ်သည် Mrs. Bayer first ကကျွန်မကိုတွေ့ဆုံခဲ့သည်သူသည်ကျွန်တော်သောမျက်နှာပြည့်ရှိသည့်အမျိုးသမီးကြီးတစ်ဦးဖြစ်၏ဟိုင်မာအောင် Mrs. R ဟုသူမကပြော၏ မင်းရဲ့လာခီးစဲပြီးမှပြမန်းနေပုံရတယ်နောက်ပြီးမှအကျယ်နဲ့တွေ့ကြတာပေါ့အထဲကကျမရဲ့တပည့်လာဟုကျမကမေးခဲ့သည် ဟုတ်ပါသည် သူကမင်းရဲ့တပည့်ပဲသူမဟာပြစ်တဲ့လူမျိုးဖြစ်တယ်မစ္စတာရိုချက်စတာကမင်းကိုသူမအတွက်အင်္ဂလိပ်စာသင်စေခြင်းနဲ့မစ္စတာရိုချက်စတာဆိုတာဘသူလဲဟုကျမကမေးခဲ့၏ Mrs. Bear Farmer အာသင်တော်ဘုံရာသည် မင်းမသိခဲ့ဘူးလားသွန်ဘီဟော့ကို မစ္စတာရိုချက်စတာက ပိုင်နေခုသူမကဖြေသည်ငါဟာသူ့အတွက်အလုပ်လုပ်ပေးနေရတာပဲအခုမစ္စတာရိုချက်စတာဒီမှာရှိသလားဟုကျွန်မကမေးခဲ့သည်မရှိဘူးသူက အပွေးမှာသူဟာသွန်ဘီဟော့ကို မကြာခဏလာလေးမရှိဘူးသူပဲချိန်ကျလာမယ်ဆိုတာလည်းငါမသိဘူးတို့နောက်တွင်ကျွန်မအခြေနှင့်တွေ့ခဲ့ပြီးကျွန်မသည်ချစ်ပွဲကောင်းသောမိန်းမငယ်လေးတူဖြစ်၏ကျွန်မကျွန်မက ူမာကိုပြင်သစ်ဘာသာဖြင့်ပြောဆိုခဲ့ပြီးအင်္ဂလိပ်စာသင်ကြားမှုကိုစတင်ခဲ့၏။သူမသည် သင်ငယ်စာများကိုဟစ်သက်ပြီးဂျမားလည်းသူမအားသင်ကြားပေးရသည်ကိုနှစ်သက်ခဲ့သည်။သမားဒီတဲ့ကိုချစ်ခင်မြတ်သက်ပြီးမစ္စပေယာပတ်ကိုလည်းချစ်ခင်ပါသည်ပုံဖီဟောမှာသိစိတ်ငြိမ်သက်နေရှိပြီးတခါဒီရန်တွင်ကျမသည်အနေငယ်ပြီးမိတော်လဲတူနီယာ၌ကျမကိုအားလုံးကကျေနာခဲ့ကြပါသည် ။အညာနေတွင်သမသည်စာတဇံပို့ရန်ရွာစီသို့တန်ဆောင်လာခဲ့သည်။ဆောင်းရုဖြစ်ပြီးလမ်းများပေါ်တွင်ခီးခဲများရှိလေခဲ့သည်။သမတို့ပြီးဟောသို့လမ်းလျှောက်ပြန်လာစဉ်တွင်သမနောက်မှအတန်တန်ကိုကြားခဲ့ရသည်။ရင်းမှာမြင်းကောင်ဖြစ်၏။သူတို့သည်သူပြီးဟောသို့ဦးတည်၍ယဉ်စီလာရေသည်ဂျမသည်လက်တစ်ဖက်တွင်ရက်ဆော့နေခဲ့ပြီးမြင်းကဂျမ၏ရှေ့တွင်ဖြတ်သွားခဲ့သည်ဘိုလ်လူကဂျမကိုမမြင်ခဲ့ချေ တော်သူမှာစရိနှစ်နှစ်လူစိမ့်တူဖြစ်သည်ဒုတိယခြေတော်သောအတန်ဖြစ်လူစိမ့်ဤမြင်းမှာရေရဲဘော်သို့လဲကျသွားခဲ့သည်ကိုလူမှာညီဘော်ရင်းလဲကျနေခဲ့ပြီးသားရဲရဲစူးစားနေခဲ့သည်တမောက်ကူကြီးရဲ့အပြေးသွားခဲ့သည် ရှင်တန်ရာရသွားသလားဟုဂျမကသူမသူ့ကိုမေးခဲ့သည် လူစိမ့်မှာဂျမကိုတွေ့ရသည့်ဖြစ်အံအားသင့်နေပုံရသည် မင်းကလေးဟု သူကပြေခဲ့၏ မင်းငါမြင်းကိုဖမ်းနိုင်ဖို့ကူညီနိုင်မလားသူကျေးဇူးပြုပြီးမြင်းကိုဒီနေရာကိုခေါ်လာပေးပါကျေးဇူးပါပဲလူစိမ်းရောအာရရန်ကြိုးပမ်းခဲ့သည်သို့တော်သူချတော်မှာတရားကြီးကျယ်ရခဲ့၏သူသည်ဓမ္မကိုဖတ်ကြည့်လိုက်၏မင်းငါကိုသူ့ကျော်ကုန်ပေါ်ပြန်တက်ဖို့ကူညီပေးနိုင်မလားတောင်းပြီးကျေးဇူးပဲ Mrs. ကျမကမြင်းစီရထွက်သွားသည့်သူကိုကြည်နေခဲ့သည်သူဘသူပဲကျမကိုကျမမေးခဲ့မိသည် ူဟာယုံချောပါဘူး။ဒါပေမဲ့သူ့မှာစိတ်ဝင်စားဖို့ကောင်းတဲ့မျက်နှာရှိရဲ့။မသူ့ကိုတီးချင်လိုက်တာ။ဒါမှသူ့ကိသူပြန်ရောက်တော့ခါလူတိုင်းစိတ်လှုပ်ရှားနေကြသည်။ Mrs. Payoff မှာအတော့လှုပ်များနေခဲ့၏။ဘာဖြစ်နေတာလဲဟုကျမကသူ့ကိုမေးခဲ့သည်။ "Oh Mrs. Ahu, Mrs. Payoff ကပြော၏။ Mr. Rochester Lee သူ ရုတ်တရက်ပြင်ရောက်လာခဲ့တယ်။ဒါပေမဲ့သူ မကြောင်ခင်ထပ်ပြီးခီးထွက်ခြင်းဖြစ်သွားလိမ့်မယ်။ Mrs. R ခုမပြန်သွားပြီးမင်းရဲ့အကောင်းဆုံးဝတ်စုံကိုဝတ်ခဲ့ရလိမ့်မယ်။ Mr. Rochester ကမင်းရဲ့အထဲကိုညစာမစာငင်တွေ့ခြင်းနဲ့ဘုံညနေရင်ဇမဒီအထဲကို Mr. Rochester ၏ခန်းသို့ခေါ်သွားခဲ့၏။ Mr. Rochester နှင့်တွေ့ရမည်ကိုကျမအနေငယ်ချောင်ယုံနေပြီသည်။ကျမအခန်းထဲသို့တိတ်ဆိတ်စွာဝင်ခဲ့သောအခါလူတအူးဟုထိုနေရာတွင်တွေ့ရသည်။ကျမသူကိုတီးပါသည်။ လူသူမှမြင်းပေါ်မှလူပင်ဖြစ်ပြီးထို့ကြောင့်စိတ်ဝင်စားဖွယ်လူစိမ်းမှာမစ္စတာရိုချက်စတာမင်းဖြစ်သည်မစ္စတာရိုချက်စတာသည်ဟမ်မန်၍ခီမထွက်တော့ပါသူသည်နေတိုင်းလုပ်များနေသူလေရှိတော်လေအခါဒီရဲ့ညနေပိုင်းတွင်သူ့ကျမကိုစကားပြောခဲ့ပါသည် သူသည်အများအပြစ်တီကြည်ပြီးပြောရမှုမရှိတတ်ပါ သို့တော်သူသည်စိတ်ဝင်စားဖွယ်ကောင်းပြီးဂျမသူကို မကြောက်ရွံ့တော်ချီဂျမကိုဂျမတုံပြီးဟော၌ဧရာဒီကိုပုံမူနှစ်သက်လာခဲ့သည်ညတညာတွင်ဂျမရုတ်တရက်နိုလာခဲ့၏ချိန်မှာနနဲ့နှစ်နာရီခန့်ရှိပြီးဂျမအတန်တခုကြားမိသည်ဟုထင်ခဲ့သည်အရာအလုံးမှာအလုံးတိတ်ဆိတ်နေခဲ့သည်သမားကယူပြည့်၍နားထောင်ခဲ့ပြီးနောက်တစ်ချိန်အတန်ထွက်ပေါ်လာခဲ့သည်တစုံတူဦးသည်ကျမအခန်း၏အပြင်ဘက်မှ လမ်းရှောင်းနေခဲ့၏အိမ်မှာဘသူရှိသလဲဟုကျမမေးလိုက်ပြီးဤသူတစုံတဦးမျှတန်းချီမပေးခဲ့ချေကျမမှာကြောက်ရွံ့မိအေးစိမ့်ဟာဤအိမ်ကြီးမှာအတန်တိတ်ငြိမ်သွားပြန်သည်ကျမထမှန်အိမ်ပြောရန်ကြိုးစားခဲ့သည် ထို့နောက်ကျမရေတံတစ်ခုရှားရသည်ရင်မှာရိုရှာကြောက်မက်ဖွယ်ကောင်းသော ရေတံတစ်ခုဖြစ်သည် တမနာဆိုင်အောင်နေခဲ့၏။သူတို့အူးသည်အဝေးသို့ထွက်ပြေးသွားပြီးခကိုးစီတို့နေသားတင်များအသာပြေးထွက်သွားခဲ့သည်။ဘာရီဖြစ်ကုန်ပြီလဲ။ကျမအပြင်ထွက်ပြီး Mrs. Bear ဘက်ကိုရှောင်ခွေရန်ဆုံးဖြတ်ခဲ့သည်။ဝီဆာဝတ်ဒီကျမအခန်းထဲမှထွက်လာခဲ့သည်။အိမ်မှာယခုအိမ်စိမ်နေပြန်ဤသို့တော်ရုတ်တရက်ကျမမိကိုနဲ့ပြာခဲ့ပြီးပစုံတရားကိုမိလောင်နေနေပြီးကျမရှာဖွေရန်ပြေးထွက်ခဲ့သည် ပြီးတော့မှ Mr. Rochester ၏အခန်းမှပလာခြင်းဖြစ်ပြီးကျွန်မအခန်းထဲသို့ပြေးဝင်သွားပြီးရှာဖွေကြည့်ခဲ့သည် Mr. Rochester မှသူ့အိမ်ယာပေါ်တွင်အိတ်ဆက်ရရှိမိကတင်းကိုမီးဆွဲလောင်နေခဲ့သည်မပါလို့နိုင်တယ်ဟုကျမတွေးမိခဲ့၏။အလင်းမြန်နေခန်းဝင်းစင်တို့ကျမရှာဖွေကြည့်ခဲ့သည်။ကံကောင်းထောင်းပါစွာပဲ။နောက်တတော်၌ရေတချို့ရှိနေခဲ့၏။ညနိုင်ကမြမြန်မြန်ကျမရေအိုးကိုယူ၍ ်ယင်းတို့အားလုံးကိုအိပ်ရာပေါ်သို့လောင်ချလိုက်သည်မစ္စတာရိုချက်စတာနိုလာခဲ့သည်ဘာဖြစ်နေရလဲဟုသူကအော်ခဲ့သည်ဂျိန်းနင်းလားမင်းပါလုံနေရလဲမစ္စတာရိုချက်စတာကျမကပြောခဲ့သည် ချစ်ကလေးမီးလောင်နေတဲ့ရှင်ချက်ချင်းထဖို့လိုတယ်သူကလေးမှခုံထားခဲ့၏နေရာတိုင်းတိုင်းရှင်များရှိနေပြီးမိလောင်ရာနေရာမှမိကုန်များထွက်လေစေဖြစ်သည်ဂျိန်းဘင်းငါကိုမိတဲ့ရခဲ့ရတာပဲ ပင်ကောင်ကိုဘလို့တည်တယ်လဲမင်းဘလို့နိုးလာတာလဲမစ္စတာရိုချက်စတာကမိခဲ့သည်တမသူကိုကျမအခန်းဖြစ်မှမှအတန်နဲ့ကြောင်မဲ့ဖွဲ့ရာရည်တန်းချောင်းပြောပြခဲ့သည်မစ္စတာရိုချက်စတာမှာတင်းကြီးသွားပြီးဒေါသထွက်လာသည်ငါပေါ်တဲ့ကထပ်ဖို့ကိုသွားမယ်ဒီမှာခဏနေပြီးကျေးဇူးပြုရင်းငါကိုဆောင်းပါမစ္စစ်ပေယာဖတ်ကိုမနိုးပါနဲ့သူခန်းထဲမှာထွက်ခွာသွားပြီးနောက်ကျမသူကိုဆောင်းနေခဲ့သည်နောက်ဆုံးနဲ့သူပြန်ရောက်လာခဲ့သည် ူသည်အလုံးနှီးသက်နေစေပင်ဖြစ်သည်အခုမင်းအိယာကိုပြန်သွားနိုင်ပြီချင်းခုအားလုံးစင်ပြေသွားပါပြီအကူပေါ်မှာဘသူနေတလဲဟုနောက်တနေ့တွင်ကျမက Mrs. Payoff ကိုမြည်ခဲ့သည် Grace ဘူးတယောက်ထဲပါဟု သူမကဖြေခဲ့သည် သူမဟာစီကံနေရဲကတယောက်ပဲသူမဟာထူဆန်းနေဒီမှာတယောက်ဖြစ်တယ်ဒီမှာမှာ Grace ဘူးကိုတတိယလာမိသည်သူမသည် အချားစီကံများနဲ့အများအပြားစကားပြောလို့မရှိတော့ သူဆန်းစိတ်ငြိမ်သည့်မိမာတဦးဖြစ်သည်ထို့ကြောင့်တကားများ၏ပြင်ပန်း၌သူဆန်းစွာရပ်ပြီးညနေတကောင်တွင်အင်ကိုပိုက်၍လမ်းလျှောက်နေသူမှာ grace moving ဖြစ်လာပေသည်။ဘုံညနေတွင်တဲကိုသင်ငန်းစာများတင်ပေးသည့်နောက်ကျွန်မအောက်ထပ်သို့ဆင်းလာခဲ့သည့် Mrs. Fair ပန်းနှင့်ကျွန်မတွေ့ခဲ့သည့် Mr. Rochester ဟာဒီမနက်သောသောကပဲအင်ကားထွက်သွားပြီဟုသူမကပြော၏။သူဟာသူမိတ်ဆွေတွေနဲ့ တူနေဖို့သွားတာဖြစ်တယ်ပြီးတော့သူတို့နဲ့အတူတည်ပတ်တချို့ကြအောင်တူနေလိမ့်မယ်လို့ငါချင်တယ်သူပဲတော့ပြန်လာမယ်ဆိုတော့ငါမသိဘူးဖန်တည်ပတ်ညာစွာကြအောင်အိမ်မာလုံးညိတ်သက်သွားခဲ့ပြန်၏မစ္စတာရိုချက်စတာမှသူ့မိတ်ဆွေများနဲ့တူရှိနေပြီဒီမှာမှာဒဲနဲ့တူကျမတို့သင်ငယ်စာများကိုဆက်လက်သင်ကြားနေခဲ့သည်သူဆမ်းမီကြောင်ရွယ်ကောင်းသောရည်တံကိုညာခါရင်ကျမခံမှန်၍မကြရတော့ဘဲ အမေရင်း Mr. Fairfax က Mr. Rochester ကမှစာကိုကျွန်မအားပြခဲ့၏သူပြန်လာတော့မယ်စစရရာစင်သစ်ဖြစ်ဖို့ရန်အလုပ်ညာရတော့မယ် Mrs. Blanche Ingram ပါလာလိမ့်မယ်သူမဟာရန်လာတယ် Mr. Rochester နဲ့သူမိတ်ဆွေများဆိုင်ရောက်လာခဲ့သည်ဧည့်သည်များအားလုံးချမ်းသာကြပြီးအေးပါကြသူများဖြစ်သည် Miss Blanche Ingrale သူတို့ကြောင့်ရင်ပါလာခဲ့သည်သူမသည်ချောမောတော်လဲမာနာကြီးလာသည်ဧည့်သည်တို့ကကျမကိုခင်မင်စွာဆက်ဆံကြတော်လဲတို့ကမူကျမကိုဂရုမပြုကြစေအမမအလုံးစင်ရဲ့ပြီးရေမပါလာပြီ This is Ingrale ကျမကိုဘယ်တော့မှသာမပြောချေသူမသည်ကျမအားစိတ်ဝင်စားမှုမရှိလာတော့လေမစ္စတာရိုချက်စတာပေါ်၌လူစိတ်ဝင်စားပုံရသည်သူမသည်သူနှင့်သူမ ူနှင့်သူမ၏ခြေနေကိုမြဲပင်နှစ်သက်ဒိဏ္ဍီဟံပေါ်သည်ညာအဖြစ်သူတို့သည်အတူတကွမြင်စီထွက်လေရှိကြသည် This is Ingram go Mr. Rochester လက်ထပ်နိုင်မယ်လို့ငါထင်တယ်ဟု Mrs. Fairfax ကပြောသည်။သို့တော့ Mr. Rochester က Blanche Ingram ပေါ်တွင်သိဝင်စားပါ၏လို့ သူကသူမကိုနှစ်သက်နေပုံရသည်တို့ရရင်သူတို့အတူတကွရှိကြသည်ခါသူသည်များစွာပျော်ရွှင်နေဟန်မတွေ့ရချေတညနေတွင်တုံဖီဟောသို့ဧည့်သည်တအူရောက်လာခဲ့သည်မစ္စတာမေဆွန်ဟုခေါ်သောနတ်မောင်သည်စွေနှင့်တိတ်ဆိတ်ငင်သက်သောလူရွယ်တအူဖြစ်သည်သူသည်မစ္စတာရိုချက်စတာ၏အလုပ်ကိစ္စအရတွေ့ဆုံရန်လာရောက်ခြင်းဖြစ်သည်မစ္စတာမေဆွန်ကသူနှင့်မစ္စတာရိုချက်စတာတို့သည်မိတ်ဆွေဟောင်းများဖြစ်ကြသည်ဟုကျမတို့ကိုပြောတော်လဲ မစ္စတာရိုချက်စတာကမူမစ္စတာမေဆွန်ကိုတွေ့ရသည့်အတွက်အလွန်မင်းဝမ်းသာပုံရခြင်းမစ္စတာရိုချက်စတာသည် နောက်ပိုင်းအင်ဒီစ်မှမစ္စတာမေဆွန်ဟူသည့်အမည်ကိုကြားရသည့်အခါအံအားသင့်သွားပြီးသူမျက်နှာမှဖြူလျော်သွားခဲ့သည်သူညာရင်းမစ္စတာရိုချက်စတာနှင့်မစ္စတာမေဆွန်တို့သည် အချိန်ကြာမြင့်စွာ စကားပြောခဲ့ကြသည်နောက်ဆုံးပုံညံနဲ့မှပင်သူတို့အိမ်ရောက်ဝင်သွားခဲ့ကြသည်မကြာမီပင်တအိမ်သားလုံးအိပ်ပျော်သွားခဲ့ကြသည် ယုတ်ရက်ချမလန်လို့သွားခဲ့၏။ဂျမရင်ခေါင်းပေါ်ရှိတနီယာယာမှကြောင်မက်ဖွဲဤတော်တန်တစ်ခုကိုဂျမကြားမိခဲ့သည်။ထို့နောက်အရာအလုံးပြန်လည်တိတ်ဆိတ်သွားပြန်သည်။ဂျမတေချာကနားထောင်သူးဆိုင်ကြည့်ပြီးနောက်ဂျမခေါင်းပေါ်မှစူညံတန်များကိုကြားခဲ့ရပြန်သည်။အကောရှိအခန်းထဲရင်းချမ်းဖြစ်ပြီးတိုက်ခိုက်နေကြပုံရသည်။ဘူနာတခြားညီတော်တဲ့တစ်ခုကြားခဲ့ရပြန်သည်။ ကဲစားပါအောင်ကဲစားပါအောင်ဟုအစုံတူကအော်ဟင်းနေသည်တိုက်ခိုက်တန်ညာလဲပူချေလာ၏ခုနောက်အတန်တကူကအော်ခေါ်ခဲ့သည်ရိုချက်စတာအမြင်လာပါအောင်ငါကိုကဲပါအောင်တကားဖွင့်သွားခဲ့ပြီးတစုံတူသည်ပေါ်ရှိထက်ခိုးသူလေးကအတာရိတ်ထွက်သွားတဲ့ကိုဂျမကြားခဲ့ရသည်ဂျမအဝိစားတချို့ကိုနှင်းမြဲစွာဝစ်ဆန်လိုက်ပြီးဂျမခံတကားကိုပြင်လိုက်သည်ယခုအင်ရှိလူတိုင်းဝင်လန်လို့သွားကြလိမ့်မည် ။ဧည့်သည်များမှာသူတို့အခမ်းတကားဝါများတွင် အားလုံးယက်မိခဲ့ကြသည်။အဖြစ်နေနေတာလဲကြီးတောင်လာလားပြည်တန်ကဘာတန်လဲဟုသူတို့ကမေးခဲ့သည်။မစ္စတာရူချက်စတာသည်ဖက်ခိုးပေါ်မှဆင်းလာခဲ့သည်ကျေးဇူးပြု၍စိတ်ပူကြပါနှင့်ဟုသူကသူမိတ်ဆွေများကိုပြောသည်အားလုံးစင်ပြေသွားပါပြီဖက်ပေါဖြစ်နေတာလဲဟုပစုံတူကမေးခဲ့သည်အစီကံတွေကတယောက်ကအင်ဖက်ဆိုးမဲ့ပြီးလန့်အောင်လိုက်တာပါဟုမစ္စတာရူချက်စတာကပြောသည် ။ဒါပေမဲ့ခုတော့အရာအလုံးစင်ပြေသွားပါပြီ။စေစုပြုပြီးပြန်အိတ်ကြပါ။ Mr. Rochester ၏အဲ့တဲ့များမှတဖြည်းဖြည်းနဲ့သူတို့၏ခံများသူပြန်သွားကြသည်။ကျမသည်လည်းခံသူပြန်လာခဲ့သည်။သို့တော်ကျမပြန်အိတ်မပြောတော့ချေ။အာ၍ပတင်ပေါက်ပြင်ပတ်သို့ကြီးနေမိသည်။တိမ်တော်မှာကူတော်လုံးတိတ်ဆိတ်သွားပြန်သည်ထက်ခိုးစီမှမြည်သည့်တန်မြကမလာတော်ကြီးလို့တော့အစုံတယောက်ကဇမ ాయి အခန်းတကားကိုလာခောက်ခဲ့ပြီးတမတကားဖွင့်လိုက်၏ မစ္စတာရိုချက်စတာသည်ပြင်ပတ်တွေရက်နေခဲ့သည်ချိန်၅နှစ်ချင်းစုပြူလိုက်ခဲ့ပါဟုသူကတမားကိုပြောသည်ဒါပေမဲ့တိတ်တိတ်လေးလိုက်ခဲ့နော်မာနောက်ခါလိုက်ခဲ့မစ္စတာရိုချက်စတာ၏နောက်မှ ကျမထက်ခိုးပေါ်သို့လိုက်သွားခဲ့၏သူသည်ခန်းတစ်ခု၏တကားကိုဖွင့်လိုက်ပြီးကျမတို့ထဲကိုဝင်ခဲ့ကြသည်ဒီမှာစောင့်မအောင်ဟုမစ္စတာရိုချက်စတာကကျမကိုပြောခဲ့သည်ကျမတကားနီး၌ရက်နေခဲ့၏အခန်း၏ငယ်နှချင်းဆိုင်ဘက်မှ အသားတစ်ချက်ရှိနေခဲ့သည်လိုအပ်တကားဤနောက်မှကြောက်မက်ဖွယ်အတန်တစ်ခုကိုကျွန်မချားခဲ့သည်ဒေါ်တာထရနီသောတရဝါတကောင်ဤအတန်နှင့်တူသည်မစ္စတာရိုချက်စတာသည်ကျွန်မကိုထားခဲ့ပြီးထိုတကားကိုဖြတ်၍ဝင်သွားခဲ့သည်ယောရှာကြောက်မက်ဖွယ်ရည်တန်တစ်ခုကိုကျွန်မခတ်ချားခဲ့ရသည်ဂရိတ်ဘူးများတကားနောက်မှခန်းနေရင်ရှိနေသလားမစ္စတာရိုချက်စတာသည်ကနေရှိအစုံတုံးနဲ့စကားပြောနေခဲ့သည်ထို့နောက်ပြန်ထွက်လာပြီးသူတကားကိုတော့ခတ်တော့ပြန်ခတ်ခဲ့သည် ီကိုလာပေါင်းဂျင်းဟုသူကသမကိုတုံညင်းစွာပြောခဲ့သည်သမအခန်းထဲသို့ဝင်သွားခဲ့၏ခန်းထဲတွင်ကရင်ကြီးတစ်လုံးရှိနေခဲ့သည်မစ္စတာမေဆိုမှာကရင်ပေါ်တွင်လေးလျောင်းနေခဲ့၏သူမျက်နှာမှာဖြူလျော်နေပြီးသူမျက်လုံးများကိုမိထားခဲ့၏သူရှိုင်းကြီးပေါ်တွင်သွေးများညာစွာစောထင်းနေခဲ့သည်လှူရှားမှုလည်းမရှိတော့ချေသူတည်သွားပြီလားဟုသမကမိခဲ့သည်မတည်သေးဘူးမစ္စတာရိုချက်စတာကကြည့်ခဲ့သည် သူ့တဲ့ရပင်းပင်းထန်ထန်မရပါဘူး။ဒါပေမဲ့ငါဆရာဝန်ကိုသူ့အတွက်တောင်းခေါ်ရလိမ့်မယ်။မင်းငါပြန်လာတဲ့အထိသူနဲ့နေပေးနိုင်မလား။ခရီးမော်မသူမှာလှုပ်ရှားလာပြီးစကားပြောရင်調査ခဲ့ပြီ။မစ္စတာရိုချက်စတာကသူ့ဘက်ကိုလဲလိုက်ပြီ။စကားပြောမှု調査ပါနဲ့မီးဆို။ဟင်းကျေးဇူးပြုပြီးသူ့ကိုစကားပြောပါစေနဲ့။မင်းနဲ့သူဘာစကားမှမပြောရဘူးနော်။ Star Testradi ခန့်မြင့်သူတင်ញံထွက်ပါခဲ့သည်။အရှိရိတ်တနေသူနှင့်အတူကျွန်မဆောင်နေခဲ့သည်။ကျွန်မကြောင်းရုံနေခဲ့၏။ Facebook မှာကံရဲ့ခန်းနေရှိနေကြောင်းကျွန်မပြီးထားခဲ့သည်။တင်ကြမြင်စွာပင် Mr. Rochester ပြန်လာကိုကျွန်မဆောင်နေခဲ့သည်။သူပဲချိန်ပြန်လာမှလဲကျွန်မကိုကျွန်မမေးမိခဲ့သည်။နောက်တစ်နေ့နဲ့ရောက်လာခဲ့ပြီး Mr. Rochester သည်ဆရာဝန်နဲ့တူခင်ရောက်လာခဲ့၏။ဆရာဝန်က Mr. Mee ဆိုမှုကြီးရှုစံပယ်နေစဉ် မစ္စတာရိုချက်စတာကကျမကိုပြောခဲ့သည်မင်းရဲ့ကူညီမှုတွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်ချင်းမေဆုံဟာခုတွန်ပြီးဟောကိုစွန့်ခွာရတော့မယ်ဆရာဝန်ကသူ့ကိုခေါ်ဆောင်သွားလိမ့်မယ်ကျမတို့ဒီမစ္စတာမေဆုံကိုအောက်ထပ်သူစီး၍အင်ဂျင်ထွက်နိုင်စေရန်ကူညီခဲ့ကြသည်အချိန်မှာနနက်စစောပင်ဖြစ်၍အင်ရှိအခြားလူများမှအိတ်ဆက်နေစေပင်ဖြစ်သည်အနာစရာမေဆုံကိုပြူဆိုင်လိုက်ပါမစ္စတာရိုချက်စတာကဆရာဝန်ကိုပြောခဲ့သည် နှုတ်ကြခင်မှာအနောက်ပိုင်းအင်ဒီးစ်ကသူ့အင်ကိုပြန်နိုင်ပါလိမ့်မယ်။သူ့ထမကောမီရဲ့မစ္စတာမေဆွန်ကအလွန်ထူးဆန်းသောတစုံတရာကို ပြောခဲ့၏။သူမကိုယူဆိုင်လိုက်ပါရိုချက်စတာဟုသူကပြောသည်။သူမကိုယူဆိုင်ဖို့ကတိပေးပါ။ပြမစုထပ်ပါတာပြန်ထားရဲ့ချင်းရဆောင်အပိုင်းတွေကိုဖျက်ပြလို့ပြီးပါပြီရှင်။သုံးသိနာစင်ပြည့်အတွက်ဂျေဇူးတင်ပါရဲ့ရှင်။